ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာကကျွန်တော်ပေါ့နော် ထိုင်းလုံနဲ့အဝင်ပေါက်ကိုဘယ်လိုခေါ်လဲပြီးတော့အထွက်ပေါက်ကိုဘယ်လိုခေါ်လဲဆိုတာတခါလေးကျွန်တော်ပုံလင်းနဲ့တကွာစာလင်းနဲ့တကွာကျွန်တော်လာပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်โอเคအဲ့တော့ဆိုစမယ်အာပထမအဦးဆုံးကျွန်တော်အဝင်ပေါက်ကိုအရင်ပြောပြမယ်နော်โอเคအဝင်ပေါက်ကိုကြာတော့တခါလေးထိုင်းစာကြည့်တော့ မြန်မာစာနဲ့ထိုင်းတန်ထွက်ပေါ့နော်အောက်မှာကျတော့မြန်မာအတိတ်ပဲပေါ့နော်ကြိုးစားပြီးတော့ရေးပြထားတာဖြစ်ပါတယ် Okay အဝင်ပါကိုကျတော့ထန်ခေါက်ခေါက်ဆိုတာဝင်းနာကိုပြောတာဖြစ်ပါတယ်ထန်ဆိုတာလမ်းကိုပြောတာပေါ့နော်ဝင်းနဲ့လမ်းပေါ့နော်ဝင်းနဲ့အပေါက်ပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ကထန်ခေါက်ဆိုတာအဝင်ပေါက်ကိုပြောတာဖြစ်ပါတယ် Okay နောက်တစ်ခုသွားမယ်နောက်တစ်ခုက အထွက်ပေါက်အထွက်ပေါက်ကိုကြာတော့ทางออกทางออกဆိုတာအထွက်ပေါက်ကိုပြောတာဖြစ်ပါတယ်โอเคဒီနေ့မလို့ထင်ပါတယ်ကျွန်တော် channel မှာခုလိုမျိုးဗီဒီယိုဖိုင်လေးတွေပေါ့เนาะထိုင်အခြေခံစကားလေးတွေအမြင်နဲ့လို့လို့မျှဝေပေးနေတာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို like share subscribe လုပ်သွားပါလို့ပြောချင်ပါတယ်။မနက်9:00နာရီတိုင်းမှာထိုင်းအခြေခံစကားပြောကိုတိုက်ရိုက်တနိုင်စာကျွန်တော်တိုက်ရိုက်လွှင့်ပေးတာ ဖြစ်ပါတယ်เนาะโอเคအားလုံးကျေးဇူးတင်ပါတယ်เนาะ thank you ပါ